သူ့ကိုအချိန်ပေးပါဆိုလို့တောင်းတော့ပရမဦးဆုံးဆရာတော်ဘုရားကဘာမှအမိမရှိပဲနဲ့ဆိတ်ဆိတ်ပဲနေတယ်ပြောပါများတော့ဆရာတော်ကနေပြီးဒါဖြင့်ကောင်းပြီတဲ့သင်နဲ့ကျုံနဲ့ကားတဲ့တရားမနေ့ဖြင်ကိုတရားဆွေးနွေးမယ်သင်ကို ပါရမအူဆုံးအစီအစဉ်ကတော့တဲ့တို့နတ်ပြည်ကနာသနာသမီးတွေပူဇော်ခြင်းရင် ပူဇော်ပါဒီနောက်ပိုင်းမှာတော့တဲ့ကိုတဲ့ကျုပ်သိတာလည်းမေးမယ်မသိတာလည်းမေးမယ်ဆင်းနေနဲ့သိတဲ့လောက်သာဖြေပါဆိုပြီးတော့ဒီအချင်းချက်ကိုသူတို့ပြုလက်ခိုက်ပြီးတဲ့နောက်ဥစ္စာသိန်းက ဗုဒ္ဓသာနာနဝဖွဲ့ရဲ့ဥက္ကဋ္ဌဆောင်းသွင်တဲ့ဥနုထံကိုသတင်းပို့ဒီသတင်းပို့တဲ့အခါကျတော့လူကြီးတစုကဟာဒါအင်မတန်ထူးဆန်းတာပဲဒီဟာကိုအပန်သွင်းထားရအောင်ဒီချိန်တုန်းကဆိုရင်ရန်ကုန်မှာဂျာမနီ